ငလင်ဘေးတဲ့ဒေသတွေမှာဖြစ်နိုင်ရင်တော့ရေတက်ကိုပဲတောက်သုံးပါဘုံပန်းရေတွေးရေကန်ရေပဲတောက်သုံးနေသူတွေဆိုရင်တော့၃မိနစ်လောက်ပော့ပွက်စုအောင်ကြိုချက်ပြီးမှပဲတောက်တင်ပါတယ်လန်ဒလေးတိုင်းမြင်းချံမြို့နယ်6မိုင်ခန့်အကွာမှာရှိတဲ့ PDF ကဲကိုစီနံတက်ခိုက်ဖို့ကြိုးပမ်းနေတဲ့စစ်ကောင်စီတပ်ကိုဒေါ်လန်ရဲတပ်တွေကခုခံတိုက်ခိုက်အောင်အထိနာပြီးပြန်ဆုတ်သွားရတယ်လို့မြင်းချံခရိုင်အမှတ်1848 ဒရုန်းတပ်ဖွဲ့တာဝန်ရှိသူက paper spin ကိုပြောပြပါတယ်။ဂျွန်လ၂ရက်မနက်ပိုင်းမှာတူရင်းဖိုရက PDF စစ်ဆေးရေးကိတ်ကိုစစ်ကောင်စီတပ်နဲ့လက်အောက်ခံပြည်စော်ဒီအဖွဲ့ဝင်တွေလာရောက်တိုက်ခိုက်ခဲ့ရကနေတိုက်ပွဲဖြစ်ပွားခဲ့တာပါ။အင်အား80ဝန်းကျင်နဲ့တိုက်ခိုက်တာဖြစ်ပြီးတော်လရင်တပ်ဖွဲ့ဘက်ကဒရုန်းနဲ့ဒိုင်ပြန်တိုက်ခိုက်ရမှာတော့ပြန်လည်ဆုတ်ခွာသွားရတာလို့ငင်းချန်ခရိုင်အမှတ်1848ရဲ့ဒရုန်းတပ်ဖွဲ့တာဝန်ရှိသူကပြောပြပါတယ်။သူတို့နယ်မြေကတော်တော်ကျဉ်းနေပြီလေ။အဲဒါကြောင့်နယ်မြေဆန်းချဲ့တာလို့ဒရုန်းတပ်ဖွဲ့တာဝန်ရှိသူကဆိုပါတယ် အဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီတပ်သားနဲ့ပြည်စောဒီအဖွဲ့ဝင်20ဦးထက်မနည်းသေဆုံးဒဏ်ရာရရှိခဲ့ကြောင်းဒေါ်လန်ရဲ့အဖွဲ့တွေကထုတ်ပြန်ထားပါတယ်။ဒေါ်လန်ရဲ့တပ်ဖွဲ့ဘက်ကလည်းတဦးကြဆုံးက6ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲတွင်နှစ်ဖက်ထိခိုက်သေဆုံးမှုကတော့ People's Win အနေနဲ့တရားအတိမပြုတ်နိုင်သေးပါဘူး။စုတ်ခွာသွားတဲ့စစ်ကောင်စီတပ်ဖွဲ့နဲ့ပြည်စောဒီတပ်ဖွဲ့ဝင်တွေဟာငင်းချက်မျိုးထက်ပြန်လည်ဝင်ရောက်သွားတယ်လို့ငင်းချက်မျိုးကစစ်ဘက်သတင်းရင်းမြစ်ကပြောပြပါတယ်။ပြီးခဲ့တဲ့မေလ15ရက်ကစလို့ မြန်မာနိုင်ငံအလဲပိုင်းမန္တလေးတိုင်းမြင်းချံခရိုင်ကတော်လရင်တပ်ဖွဲ့တွေကကိုမြင်းသောအညာမြေစစ်စင်ရေးကိုဆင်နွှဲရမှာမြင်းချံနထိုကြီးတောင်တာနဲ့ငဇော်မြို့နယ်အတွင်းကစစ်ကောင်စီတပ်စခန်းတွေဂိတ်တွေကိုတိုက်ခိုက်ခဲ့ကြတာပဲဖြစ်ပါရဲ့ရှင်ငလင်ဘေးတဲ့ဒေသတွေမှာဖြစ်နိုင်ရင်တော့ရေတန့်ကိုပဲတောက်သုံးပါဘုံပါရေတွေးရေကန်ရေပဲတောက်သုံးနေသူတွေဆိုရင်တော့၃မိနစ်လောက်ပော့ပွတ်စုအောင်ကြိုးချက်ပြီးမှပဲတောက်တင်ပါရယ်